လွန်ခဲ့တဲ့နှစ်လောက်ကကျမအရှိကပန်းချံမှာလမ်းလျှောက်ထွက်ရင်အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။သူကနေရန်အပြေးလေးကျင့်နေရာကြောင့်ကျမတို့မြန်မှန်တန်းခဲ့ကြပြီးတော့တခါတလေစကားပြောဖြစ်ခဲ့ကြပါတယ်။သူ့ကိုကြည့်ရတာလူကောင်းတစ်ယောက်ပုံပေါ်တာကြောင့်တိတ်မကြခင်မှာပဲကျမတို့တငယ်ချင်းဖြစ်သွားကြပါတော့တယ်။တရက်သူကျမစီကိုရောက်လာခဲ့ပြီးတော့ဟေးငါမနဲ့ပြန်အိမ်ပြန်နောက်ကြပါမို့လို့ငါရဲ့ကလေးနှစ်ယောက်ကိုဆောက်ရှောက်ပေးနိုင်မလားဆိုပြီးပြောလာခဲ့ပါဗျ။ ငါမေ့အောင်ဒေါ်လာ150ပေးပါမယ်။ငါကလေးတွေကသူတို့ဘာသာအစမစနိုင်ကြဘူးလေ။ကျမခဏလောက်စဉ်းစားလိုက်ပြီးရနောက်မှာတော့ရလာတဲ့ပတ်စံတွေနဲ့ဘာလုပ်မယ်ဆိုတာကိုတွေးကလက်ခံခဲ့ပါတယ်။သူကကျမကိုအင်္ဂလိပ်စာပေးခဲ့ပြီးနောက်နေ့မှာတော့ကျမက သူ့အိမ်ကိုသွားခဲ့ပါတယ်။အိမ်ပြင်ပိုင်းပုံစံကတော့တခြားအိမ်တွေလိုမျိုးပါပဲ။အင်ရှင်တကားကိုဖွင့်ပြီးတော့အိမ်ထဲဝင်မိလိုက်တာနဲ့တပြိုင်နက်အရန်ကိုလှန့်သွားပြီးတော့အော်မိခဲ့ပါတယ်။ ချယ်ရီလက်တွေမရှိတဲ့လူနှစ်ယောက်ကအေဂန်နဲ့ကစပွဲကုန်ပေါ်မှာထိုင်နေတာကိုမြင်တွေ့လိုက်ရတာကြောင့်ကျွန်မထင်အောင်ထင်မှဖြစ်နေတယ်လို့ပဲတွေးမိလိုက်ပါတယ်။အာယုန်တွေကိုပြန်စုစည်းလိုက်တဲ့အခါမှာတော့အလောင်းတွေကိုရှင်းရှင်းလင်းလင်းတွေးလိုက်ရပါတယ်။အရန်ကိုအံ့ဩဆုံးတာကြောင့်ကျွန်မရဲ့ခန္ဓာကိုယ်တွေကမလုံလံဖြစ်ခဲ့ရပါတယ်။အဲ့နော်စပွဲပေါ်မှာစာတစောင်ကိုတွေးလိုက်ရတာကြောင့်ဖက်ကြည့်လိုက်တဲ့အခါမှာတော့စာရဲမှာရေးထားတာကကျေးဇူးပြုပြီးသူရဲ့နေ့လယ်စာကိုဂယူးတစ်ဆိုင်ကျွေးပေးပါ ကျမစပွဲပေါ်မှာတွေးလိုက်တဲ့အရာတွေကတော့အယုတ်ပကံတွေနဲ့အယုတ်စားစရာတွေသာဖြစ်နေခဲ့ပါတယ်။အဲဒီနောက်သူကျမကိုပြောခဲ့တဲ့ကလေးတွေကသူတို့ဘာသာအစားမစားနိုင်ဘူးဆိုတဲ့စကားကိုအမှန်ရသွားပါတယ်။ကျမရဲ့ခြေထောက်တွေကတုန်နေခဲ့ပြီးတော့အိမ်ထဲတဝိုက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာအိမ်ထဲကလေယူထဲမှာရွှန်စရာကောင်းတဲ့အနံ့သက်တွေကိုကျမရှူရှိုင်းမိလိုက်ပါတယ်။ဘာကြောင့်မှမသိပဲကျမရေခဲတောင်စီကိုရှောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာကျမပြေးတဲ့နယ်ဆိုတာသိပေမဲ့ကျမဒီလိုဆက်စုပ်ကိုဆုံးဖြတ်မိလိုက်လို့နောက်နောက်ရမိခဲ့ပါတော့တယ်။ ရေခဲတတာကိုဖြန့်ရှိလိုက်တဲ့အချိန်မှာတော့အထဲမှာစုပုံပြီးတော့ထုတ်ပိုးထားတဲ့လက်တင်နဲ့ခြေောက်တွေကိုတွေးလိုက်ရပါတယ်။ကျမအရန်ကိုလန်သွားတာကြောင့်အော်ပြီးတော့အနောက်ကိုလန်ချသွားခဲ့ပါတယ်။အင်ရှီတကားဖွင့်တဲ့ကိုကြားလိုက်ရပြီးတော့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာလက်ထဲမှာဖောက်ဆက်ကင်ထားတဲ့အဲ့ဒီအမျိုးသားကကျမစီကိုတိုးလာခဲ့ပါတယ်။အခုငါတို့နောက်ထပ်ကလေးတယောက်ထထိုးပြီကွာဆိုပြီးတော့ပြောလာခဲ့ပါတယ်။ ကျမကြောက်စိတ်ကြောင့်အေးခဲနေခဲ့ပေမဲ့သူ့ရဲ့မျက်နှာကိုဖြန့်ပြဖို့အတွက်အိတ်ကထဲမှာအမင်းဆောင်ထားတဲ့ငေယူကောင်းစပရေးကိုချက်ချင်းပဲထုတ်ပြလိုက်ပါတယ်။သူကလွှတ်ဆက်ကိုဖြန့်ပြလိုက်တဲ့နောက်မှာတော့ကျမစီကိုပြေးလာခဲ့ပါတယ်။ကျမအရင်ကတော်ရင်နေခဲ့ပြီးတော့သူ့ရဲ့မျက်လုံးထဲကိုငေယူကောင်းစပရေးတွေဖြန့်ပြလိုက်ပါတယ်။ကျမသူ့ရဲ့အိမ်ထဲကနေအမြန်ပြေးထွက်လိုက်ပြီးတော့ရဲတွေကိုခေါ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကချက်ချင်းကိုအဖမ်းခံလိုက်ရပါတယ်။ သူပြန်လေးဆွဲထားပြီးတော့လက်ထည့်ချော်ရီဖြတ်ကတပစ်ထားတဲ့သူတွေရဲ့အလောင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ဒီလိုကြောက်စရာကောင်းတာတွေဖြစ်သွားပြီးတဲ့နောက်မှာတော့ရဲတွေကဘာလို့လူတွေရဲ့လက်တွေနဲ့ချော်ရီတွေကိုဖျက်ပြစ်ရတာလဲလို့မေးလိုက်တဲ့အခါမှာတော့ငါတာတွေကိုအလွယ်တကူတည်သွင်းလို့ရတယ်လေဆိုပြီးတော့ပြန်ဖြေကယူချင်အောင်ပုံစံနဲ့ရှင်းနေခဲ့ပါတယ်။ ကျမဒီအယူနဲ့ကြုံတွေ့ခဲ့ရပြီးတော့အသက်ရှင်ကျန်နေခဲ့တာကိုဒီနေ့အထိကျေစွတင်နေခဲ့ရပါတယ်။အကယ်၍များကျမအဲ့ဒီနေရာကသာမလို့မြောက်ခဲ့ဘူးဆိုရင်အခုချိန်မှာဘာတွေဖြစ်ခဲ့မလဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။